မင်္ဂလာပါရှင်ဒီဇင်ဘာလ10ရက်ဗုဒ္ဓဘူးနေ့ရက်သူချစားပြည်တွင်တရင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဦးစွာတင်ဆက်ပေးမှာကတော့ပေတထောင်နဲ့တဲ့ကြောက်တွင်6ရက်ကြာပြည်မီနေသူကိုအသက်ရှင်နေရကဲထုတ်တဲ့တဲ့ဖြစ်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်ပင်ပေါ်ကျေးရွာအုပ်စုနောက်ပြည့်ကျေးရွာအနီးရှိပေတထောင်နဲ့တဲ့နမ်ဆောင်ဟောင်းကြောက်ကမ်းမအတွင်းသို့ပြုတ်ကြက6ရက်ကြာပြည်မီနေသူကိုအသက်ရှင်နေရကဲထုတ်နိုင်ခဲ့ကြောင်းသိရပါတယ် လူကြသူဟာနောင်ဖြစ်ကြီးရွာသားအိုင်မုံအသက်29နှစ်ဖြစ်ပြီးဒီဇင်ဘာ3ရက်နေ့နေ့ပိုင်းကနက်ဆောင်ဟောင်းချောက်ကမ်းမအနီးတွင်ရှင်ထောင်ဖမ်းနေစဉ်ခြေချော်ပြုတ်ကျခဲ့ပြီးကြောက်လွန်နေတာကြောင့်ပြန်တက်နိုင်ခြင်းမရှိဘဲကြောက်သေးတွင်အစာရေစာငတ်ပြီးပိတ်မိနေခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ဖြစ်စဉ်ဖြစ်ပွားရာသို့ကြောင်မဲခိုင်မိသက်ဦးစီမှုရုံမှလက်ထောက်ညချရေးမှုဥကုကုဦးဆောင်တဲ့မိသက်တပ်ဖွဲ့ဝင်15ဦးတို့ဟာကယ်ဆယ်ရေးပစ္စည်းများနဲ့အတူတွားရောက်ကယ်ဆယ်ရာမှာကြောက်တဲ့ပိတ်မိနေသူအားမစိုးရင်အားတရားများဖြင့်ဒီဇင်ဘာ၈ရက်မွန်းလွဲ၂နာရီခန့်ကကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမှာကတော့ချောင်းဆုံမြို့နယ်အတွင်း2025 2026ခုနှစ်စီထွက်သီးနှံစုစုပေါင်းဧက3664ဧကစိုက်ပျိုးရန်ရထားတဲ့တည်ရင်ဖြစ်ပါတယ်။ မွန်ပြည်နယ်ချောင်းဆုံမြို့နယ်တွင်2025-2026ခုနှစ်စောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက်စစ်ထွက်သီးနှံစုစုပေါင်းအေက3664เอกစိုက်ပျိုးရရထားကြောင်းသိရပါတယ်။၎င်းရထားချက်တွင် နေကြာ3520เอกမြေဘဲ119เอกနှင့်နှမ်း25เอกတို့ပါဝင်ပါတယ်။ဒါ့အပြင်ပေမျိုးစုံ9281ဧကနဲ့ပတ်စံလျှော20ဧကစိုက်ပျိုးနိုင်ရန်အတွက်လေရတာဆောင်ရလျက်ရှိကြောင်းဒီဇင်ဘာ9ရက်ကသိရှိရပါတယ်ရှင်။ နောက်ဆုံးတင်ဆက်ပေးမှာကတော့တီဘောနယ်လာရှူကြရှိစင်ရင်တရားယာယီပိတ်ထားမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောနယ်လာရှူကြရှိစင်ရင်တရားရဲ့ဂျန်ကင်းများပြင်ဆင်ရန်ရှိနေပြီးအခုကဲသူပြင်ဆင်နေခြင်းသုံးရက်ခန့်ယာယီပိတ်ထားမှာဖြစ်တယ်လို့သိရပါတယ်။တရားပြင်ဆင်နေချိန်တွင်ဒေသရင်းခီးသွားများအဆင်ပြေစေရန်စင်ရင်ဖောင်စိမ်းမှတဆင့်ဖောင်ဖြင့်ကားငယ်များကိုအသွားပြန်ပို့ဆောင်ပေးသွားမယ်လို့လည်းသိရပါတယ်။စင်ရင်တရားပြင်ဆင်မှုအားဒီဇင်ဘာ9ရက်ကစတင်ပြင်ဆင်မယ်လို့သိရပါတယ်။ လက်ရှိချိန်ထိတရားပိတ်ထားခြင်းမျိုးမတွေ့ရဘဲခီးသွားရင်များပုံမှန်ဖြတ်သန်းသွားလာနေကြတယ်လို့ဆိုထားကြောင်းလည်းသိရှိရပါတယ်ရှင်။